အားထားနေရတဲ့ကာဝေးပစ္စည်းစက်ယုံတွေပါကျွန်တော်တို့စက်ယုံတယုံနဲ့တွေမဟုတ်ပါဘူးကပ္ပစ25ခုရှိပါအဲ့ကပ္ပစစက်ယုံတွေရဲ့ဆက်လက်နဲ့ပစ္စည်းထုတ်လုပ်မှု production ကတရားရာဂိုင်းလုံးလုံးဝရပ်ဆိုင်သွားပြီဖြစ်ပါအဲ့တော့ဒီရောလုံးပဲမင်္ဂလာပါမတ်လာ29ရက်နေ့ရညနေပိုင်းအထူးသတင်းများကိုတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလည်းကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေဆက်ကြရအောင် ငလင်ဒန်ချောင်းမန္တလေးမြို့တွင်အဆောက်အဦမြားစွာပြုတ်ချပျက်ခဲ့သည့်အနက်ဦးလာတင်ဘီမန်အတွင်တန်ကာတော်များဆက်ဖြစ်နေစဉ်ဘီမန်ပြုတ်ချခဲ့သည့်အတွက်တန်ကာစီစေပါကျော်ပြန်လွန်တော်မူသောကြောင့်အစူပါချောင်းတိုက်မှတန်ကာတော်များကပြောဆိုထားပါသည်ထတူဝနေပါသည်နောက်တွင်ယမနေမွလွန်ပိုင်လောက်ခတ်နေသောငလင်ချောင်းမြန်မာနိုင်ငံတော်ဝန်လုံးတွင်တည်ဆုံသူတထောင်နှင့်အူရှိလာပြီးဒါရရရှိသူ2390ဦးရှိကြောင်း အကြံပေးစစ်ကောင်စီကတရင်ထုတ်ပြန်ထားပါတယ်တေဆုံးထိခိုက်တိုင်ရရှိသူတွေအားလုံးအတွက်စိတ်မကောင်းပါဘူးထထွက်နေပါတယ်နောက်တရင်စကိုင်းမြို့တမြို့လုံးယမနေလောက်ကတော့ငလင်းချောင်းစီစေရခိုင်နှုံးပြုတ်ချပျက်စီးပြီးလက်တလို့တေဆုံးသူစရင်90နီးပါအတီပြုတ်ထနိုင်ကကိုငီကေစေရေလောက်ပေးမဲ့သူမရှိဖြစ်နေကြောင်းစကိုင်းမြို့မှပြည်သူများကပြောဆိုထားပါတယ်စကိုင်းကမန္တလေးထက်တောင်အတေအပြုတ်များနိုင်တယ်မြက်ကူပိုင်တန်ချောင်းမှာကလေးတွေစတင်နေတုံးပြုတ်ချတာ ကလေးအလုံးတေဆုံးတယ်ပြီးနေတယ်လေကျွမ်းမေအောက်ကျောင်းမှာလဲရင်ကျဲလင်မာတင်တန်းချောင်းတွေဖွင့်နေတုံပြုတ်ကြတာကလေးတဝက်နီပါပါသွားတယ်အခုကစရင်ကုတ်ဖူနေနေတာတာကေစီရဲကိုမဆနိုင်တာဟုစကိုင်းအခြေဆိုင်ကေစီရဲလောက်ရန်ကျူပတ်နေတော့ပရဟိတအဖွဲ့ဝင်တို့ကပြောဆိုထားပါတယ်စိတ်မကောင်းပါဘူးထထဝက်နေပါတယ်တကယ်ကိုဝက်နေတာနောက်တရင်မလေးတိုင်းတွေငလင်တန်ချောင်းတေဆုံးသူ649ဦးရှိပြီး ။တန်ရာရရှိသူ1690ဦးရှိကပြုတ်ဆုံးနေသူ68ဦးရှိကြောင်းစစ်ကောင်စီကတရင်ထောက်ပြန်ထားပါတယ်။ထပ်တိုးနေပါတယ်။နောက်တရင်မန္တလေးစကိုင်းဗီလာကွန်ဒိုပြောင်းချမှုတွေတူကာဒိုင်မွန်စင်တိတ်ပိုင်ရှင်တိုမူတီဒါဆွေနဲ့မိသားစုဝင်များတေဆုံးကြောင်းတူကာဒိုင်မွန်စင်တိတ်ကတရားဝင်တရင်ထောက်ပြန်ထားပါတယ်။သူတို့မှာကလေးနှစ်ယောက်ရှိတယ်သူတို့ကလေးနှစ်ယောက်ကတော့တပ်ပုံမတင်ထားပါဘူးကျွန်တော်ချန်နယ်မှာကြိတ်လို့ sorry ပါ ထတ်တူဝနေပါတယ်နောက်တရင်မြန်မာနိုင်ငံအလေပိုင်းတွင်မြန်မာပြည်သူများအလုံးအတိဒုက္ခရောက်နေရသည့်ငလင်ကြီးလောက်ကမှုအပီစစ်ကောင်စီကကချင်ပြည်နယ်စီ KNU ဌာန6အနီးစကိုင်းတိုင်းရှမ်းမြုပ်ဒေသနှင့်ပခုတိုင်းတို့ကိုလေကြောင်းတိုက်ခိုက်မှုများလောက်ဆောင်ခဲ့ကြောင်းဒေတာတော်လှန်ရေးတရင်းများကပြောဆိုထားပါတယ်။ဘလောက်ရောက်မှလိတ်ကြတာလဲကွာခွေမျိုးတွေ။တရက်နှစ်ရက်ပဲဆောင်စစ်ခွေတွေနော်။တော်လှန်ရေးရေးဘော်တွေပြန်ဆိုင်မင်းတို့တော်တော်နာမှာမင်းတို့ဘွားတွေတော်တော်ပြတ်နေပြီ စိတ်မကောင်းပါဘူးနှုတ်တင်မြန်မာငလိမ့်ပေးအတွက်ကျေးစီရေးတမစီစဉ်ရောက်ကိုမနစကူရမတရုတ်နိုင်ငံကဆီလွတ်ခဲ့ပြီးငလိမ့်ချောင်းထိခိုက်တိုက်ဆုံခံရသူတွေအတွက်ဝန်နေချောင်းတဝန်လွှာကိုမြန်မာခွေးခေါင်းဆောင်ထံပေးပို့ခဲ့တယ်လို့ဒေတာတွေးမီဒီယာတွေကဖော်ပြထားပါတယ်တောင်ကိုရီးယားနိုင်ငံကလည်းနိုင်ငံတကာအဖွဲ့တွေကနဲ့ကနအူကူငီမှုအဖြစ်လူသားချင်းစာနာမှုအတွက်ဒေါ်လာနဲ့တန်အကူအညီပေးသွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာထုတ်ပြန်ထားပါတယ်။မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကလည်းကျေးဇူးရေးသမားတွေဆေလွတ်ဖို့နဲ့အကူအညီပေးဖို့ကန့်လန့်ထားတယ်လို့သိရှိရပါတယ်။တောင်ကိုရီးယားမလေးရှားအင်ဒိုနီးရှားခြေယူများကြည့်တင်ပါတယ်လို့နောက်တဲ့တရုတ်ယူနီယံကျေးဇူးရေးအဖွဲ့မြန်မာနိုင်ငံတွေ39ဦးရောက်ရှိလာတယ်လို့သိရှိရပါတယ်။နောက်တဲ့ရုရှားကကျေးဇူးရေးသမားတွေပါတဲ့လေဂျင်နစီမြန်မာကိုဆေလွတ်ခဲ့ပါတယ်။ ကီစီရဲ့တမား120နဲ့အတူဆရာဝန်နဲ့အနောက်ခံခွေတွေပါဝင်တယ်လို့သိရှိရပါတယ်။တရုတ်နဲ့ရုရှားကတော့ဂျေယူတင်နေလို့မပြောရပါဘူးကွာ။ဒါပေမဲ့အခုချိန်မှာတော့ပြောရမှာပေါ့ကွာ။ဂျေယူတင်ပါတယ်တရုတ်နဲ့ရုရှားလည်း။နောက်တင်းမြန်မာငလင်ဘေးကိုကိုငီဖူအတွက်စင်ကာပူနိုင်ငံရဲ့ရှာဖွေကီစီရဲ့အဖွေဟာဒီနေ့မလ29ရက်ကဒေတာစန်ဒိုချင်းနေပိုင်းတနာကြီးမိနစ်20မှာချန်ကီလီစိတ်ကနေထွက်ခေါ်လာပြီလို့သိရှိရပါတယ်။ အဖွဲ့ဝင်စီစီပါဝင်လာမှာဖြစ်ပြီးရှာပွေကေစီရဲ့အတွက်လိုအပ်တဲ့ဖြတ်တောက်ဆက်တွေအပြတ်အစီတွေကိုမတင်နိုင်တဲ့စက်ကရိယာတွေတည်ဆောင်လာတယ်လို့သိရှိရပါတယ်။စင်ကာပူနိုင်ငံကြီးကလည်းကြေညာတင်ပါတယ်လို့နောက်တင်။ In Aping Lin လောက်ခတ်အပီမာစစ်ကောင်စီကရှမ်ပီနေမြောက်ပိုင်းနောင်ချုံမြောက်နေကန်ကြီးကျေးရွာအနီးကိုလေကြောင်းကနဲ့တုံးချင်းဘုံချေတိုက်ခိုက်ခဲ့တာကြောင့်တနုတက်ကရေမီချောအူရေဘိုတအူကြာဆုံးခဲ့တယ်လို့ တနုပီတူလမြုပ်ရတတော် DPLA မှပြောရေးဆိုခွင့်ရှိသူကပြောဆိုထားပါတယ်။မင်းတို့အခုချိန်မှာအခွင့်အရေးယူကြပါရတဲ့တော်လှန်ရေးပေါ်တွေမှာအခုချိန်မှာဒုက္ခရောက်နေတဲ့ပြည်သူတွေကူညီတဲ့အချိန်မှာမင်းတို့ကြိုက်တယ်လို့ဆိုနော်မင်းတို့အချိန်လာလိမ့်မယ်။ဆောင်းတာဆောင်းစိတ်မကောင်းပါဘူး။နှုတ်တရင်စစ်ကောင်စီအလောက်တမဝန်ကြီးဌာနအမေတန်အတွင်းဝင်ဦးငင်ဝင်းဒုတိယဘူမူချင်းငင်းမနစ်ကမလ28ရက်နေ့ညတိလောက်ကမှုကြောင့်မျက်နှာကျကျောက်ပြားများဝမ်းပိုက်တော့စိတ်ဝင်ပြီး တည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။လူမှုဖူလုံရဲ့အဖွဲ့အမျိုးသားအစင်တုံးပွင့်ဆိုင်အစီအဝေးဂျင်ပါနေစင်ငလင်လောက်ခတ်ခဲ့တာကြောင့်အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီးဝန်ကြီးဒုတ်ဝန်ကြီးနဲ့ဝန်ထမ်းအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒီတစ်ခါတော့ကောင်းလိုက်တဲ့တင်တော့တင်နောက်ဆုံးတရင်ကားတော့တုံမီချင်းတွေတိချင်းမဲ့တရင်ဖြစ်မဲ့လို့ထင်ပါတယ်။အမေတော်အောင်ဆန်းစုကြည်ငလင်ဘေးအတွင်းလုံချုံနေတယ်လို့သိရပါတယ်။ အမေအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရင်စီနီယာဖွဲ့တွေကကျူပတ်မယ်လို့လည်းသိရှိရပါတယ်။အိန္ဒိယကေဆေရဲ့အဖွဲ့တွေလည်းမြန်မာနိုင်ငံမှာရောက်နေပြီလို့သိရှိရပါတယ်နော်။မလ29ရက်နေ့ရက်ညနေပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲ။ဒေါက်တာမီမီဝင်းဖက်နဲ့ CDM ဘူချီရင်ရောအင်တာဗျူးကိုချက်လောက်နားဆင်ကြည့်အောင်ဒီဗီဒီယိုကိုနားဆင်တင်တယ်လို့ကျွန်တော်ထင်ပါတယ်။အဆုံးထိနားဆင်ပေးပါ။နိုင်ငံကြီးလာကူကြပါဘောနော်ဘယ်သူမှမစိုးကူကြပါဆိုတာမျိုးဥပါကေပါဆိုတဲ့ခေါ်နေတဲ့ဟာကိုဘူကြီးစင်ရောဘယ်လိုသုံးတယ်လဲ။ ဟုတ်ကဲ့ဒီစစ်ဘိုလ်ချုပ်အုပ်စုကပေါ့နော်ဒီလိုတဘာဝဘေးဒဏ်နေဆိုရင်သူကအရန်သဘောကျအတုံးချရကြတယ်ပေါ့နော်အဲအတုံးချရကြတယ်သူတို့တချို့တန်ရမှုတွေဆိုရင်ပြောရကြတယ်ပေါ့နော်ငါတန်ရမှုလက်ထက်မှာအဲဒီတဘာဝဘေးဒဏ်ပေါ့နော်မုံတိုင်းလေးတစ်လုံးငလင်လေးတစ်ခုလောက်တောင်မှလုပ်ဘူးကွာဆိုပြီးတော့ညီးကြဘာလို့လဲဆိုတော့သူကဒီတဘာဝဘေးဒဏ်ကြောင့်သူတို့ဒီဘတ်ချက်ကိုတုံးကျင်တာပေါ့နော်တုံးကျင်တာအခုလဲအခုအနေထားမှာကျွန်တော်တို့ဒီ နိုင်ငံတကာကိုအကူအညီတောင်းတယ်ပေါ့နိုင်ငံတကာကိုအကူအညီတောင်းတယ်ဆိုတဲ့နေရာမှာတစ်ချက်ရှိတယ်ပထမတစ်ချက်ကဒီကျွန်တော် NLD အစိုးရလက်ထက်မှာတော့စစ်တပ်ကမဲလိုခြင်းတဲ့အတွက်ဒီတဘာဝဘေးဒဏ်ဆိုရင်အထက်မိတ်ဆောင်ကြရမလို့ကိုယ်တိုင်ကူရမယ်ဆိုတဲ့ဒါစီယုံရင်စင်းတဲ့စကားမျိုးတွေဒီတက်ချုပ်ကနေပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့ယနေ့ပြီးခဲ့တဲ့ရေပေးမှာရောအခုလက်ရှိဒီတဘာဝဘေးဒဏ်မှာရောကုညီကယ်ဆယ်ဖို့စစ်သားတွေထွက်လာတာ မတွေ့ရဘူးပေါ့နော်မတွေ့ရတော့သူတို့တွေအကုန်လုံးဒေဗီရောတဝိုက်မှာဆိုတော့တော်တော်ဖြစ်တာသူတို့တွေလည်းထိခိုက်သွားတဲ့အနေထားလို့လည်းသုံးသက်ရတယ်ပြီးတော့အခုနိုင်ငံတကာအဖွဲ့တွေကိုခေါ်ရဲဆိုတော့သူကသူ့စစ်သားတွေရဲ့ကုညီကယ်ဆယ်ရေးမလုပ်တော့ဘူးတိုက်စစ်အရှိန်ကိုသူရပ်တန့်သွားမှာဆိုလို့အဲသူကတော့တိုက်စစ်ကိုအဲ့ဒီဆက်ပြီးတော့ပေါ့နော်လွတ်မြောက်နေပြည်တွေဘက်ကိုဆက်လက်ထိုးစစ်ဆင်မှုသူ့စစ်တပ်ကိုအင်အားချန်တယ်လို့တော့ကျွန်တော်ကတော့သုံးသက်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါဗျအဲ့ဒီကုမဲဆိုတဲ့ဥစ္စာတောင်မှတကယ်လို့တကယ်အကူလာပြီဆိုလို့ရှိရင် အဲ့ဒီရရတဲ့ဆယ်ရာခိုင်နှုန်းလောက်လူတွေရောက်လို့ရှင်ကန်ကောင်းဒါကြီးကျွန်မခုနပြောသားတယ်ကျွန်မတို့ဟိုခုမှတွေ့သွားတာနော်ဟိုစိုက်ကလုန်းနာကဲဆိုတာကျွန်မပြောတဲ့အချိန်မှာမရောက်သွားဘူးနောက်ပြီးအခုနောက်ဆုံးမှဟိုရခိုင်မှာသိတယ်မလားဒီ base တွေမှာရတဲ့ base တွေမှာသွားပြီးကြီးလိုက်တဲ့အခါမှာနော်သူတို့ရဲ့ go down တွေထဲမှာဒီ WFP World Food Program ကအိတ်ရထားတဲ့အစားအသောက်တွေကိုသူတို့ကလောင်လို့သူတို့ရဲ့ဟိုဗါတယ်စစ်သားတွေကိုအတွက်ကိုရိတ်ခါတယ် လုတ်ပလိုက်တယ်လူတွေမရဘူးတကယ်ဒုက္ခရှိတဲ့လူတွေမရဘူးဒုတိယတစ်ချိန်တရောက်လာတဲ့တုန်းကထရမ့်ပေါ့နော်သူကနေပြီးတော့မြန်မာပြည်ကိုကူညီမယ်ဆိုတဲ့ဟာကိုဒီနောက်မေးတဲ့အချိန်မှာဖြေသွားတာတွေ့ပါတယ်ဒီနိုင်ငံတကာအကူအညီတွေနဲ့ပတ်သက်လို့ရှင်မအတွေ့အကြုံတွေနည်းနည်းရှယ်ပေးပါဦးနိုင်ငံတကာအကူအညီတွေဟာတရားဒီအာဏာရှင်အစိုးရတွေကိုတရားဝင်မှုပေးလာတာအွန်နီးရပါတော့အခုဆိုလို့ရှိရင်မြန်မာပြည်ပမှာရှိနေတဲ့မြန်မာတွေအားလုံးကအားလုံးဟိုဘာလဲ mobilize ဖြစ်သွားပြီ ီဥစ္စာနဲ့ပတ်သက်ပြီးတော့ဒီဥစ္စာကိုဘယ်လိုလှူဖို့ပူလှုပ်ဖို့ဆိုတော့သူတို့ရှိနေတယ်အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ Donald uh, President Donald Trump ဒီဥစ္စာပြောလိုက်တဲ့အခါမှာလူတွေကသူတို့နားလည်အောင်ပြန်ပြောပေးနေရတယ်ဆိုဟိုဒီဒီဒီဥစ္စာကိုလှူလိုက်လို့ရှိရင်အဲ President Donald Trump အနေနဲ့ပေါ့နော်သူကဒီဥစ္စာလှူလိုက်တဲ့ဥစ္စာဒီအားလုံးကို you know တကယ်ဒုက္ခတွေတွေသွားစေချင်တာအဲ့ဒီဥစ္စာကိုမရောက်ဘူးဆိုရင်သူကအဲ့ဒီဥစ္စာလုံးမှာမဟုတ်ဘူး right အဲ့ဒီဥစ္စာကိုနားလည်အောင်အတွက်နောက်ပြီးတော့ ဒီဟိုနေစစ်တပ်ကိုမတုံးမဲနဲ့တခြားနည်းတွေတုံးပြီးတော့ရရဲဆိုတဲ့ဥစ္စာကိုဒီမှာရှိနေတဲ့အာပြည်ပမှာရှိနေတဲ့ US မှာရှိနေတဲ့မြန်မာတွေအားလုံးကအဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အများကြီးလိုက်ဒီနေ့မနေ့ကနေစပြီးတော့သူတို့လုံနေကြတယ်ဒါပေမဲ့ US အနေနဲ့ပေါ့နော်ဒီလိုမျိုးဒုက္ခတွေဖြစ်လာလို့ရှင်ဘယ်နိုင်ငံမဆိုဘယ်စနစ်မဆိုအများတန်းကူညီပေးတာရှိပါတယ်ဒါပေမဲ့ကူညီတဲ့အခါမှာသူတို့ပေးလိုက်တဲ့ဥစ္စာတွေကိုတကယ်လိုအပ်တဲ့လူတွေကိုသွားဖို့သူတို့လုပ်ပေးတာ အကယ်လို့အဲ့ဒါမရဘူးဆိုလို့ရှင်သူတို့အဲ့ဒါလုတ်ပေးမှာမဟုတ်ဘူးဆိုတော့အခုချိန်မှာကျွန်တော်တို့ကသူတို့နားလည်အောင်ပေါ့နော်ဒီဥစ္စာ new administration administration အသစ်ဆိုတော့အခုမှရလာတဲ့ administration အဲ့ဒီဥစ္စာသူတို့နားလည်အောင်ကျွန်တော်တို့ဒီ US မှာရှိနေတဲ့အာမြန်မာပြည်အားလုံးကအာသင်ပေးနေကြရတယ်ပေါ့နော်သင်ပေးနေကြရတယ်အဲနောက်ပြီးဒီမှာရှိတဲ့လူတွေအားလုံးပဲတကယ်တကယ်သူမပစ်ထားပါဘူးမြန်မာလူမျိုးမပစ်ထားဘူးမရရတဲ့နည်းနဲ့ပြင်ပေးမယ်ဆိုတဲ့ဥစ္စာကျွန်တော်တို့အားလုံးမှာ စိတ်ချက်ရှိပါဟုတ်ကဲ့အဲ့တော့ဘိုးကြီးစင်ရောကျွန်တော်ဆောစောကပြောထားတာခါနဲ့အဆက်နဲ့ပဲပြန်မေးကြည့်နေတာလीဆောစောကကျွန်တော်တို့အဖွင့်စကားပြောထားတဲ့စီမှာလည်းပါပါတယ်ဒီຫນွေဦးတော်လှန်ရေးဒီကာလတွေမှာပေါ့နော်ပြီးခဲ့တဲ့နှစ်တွေမှာຫນွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ဒီတိုင်းသာတော်လှန်ရေးအင်အားစုတွေနဲ့အကုန်လုံးပေါင်းပြီးတော့မှတိုက်ခိုက်လိုက်တာဆိုလို့ရှိရင်စစ်တပ်ဟာတော်တော်လေးအာလက်မြေတွေလည်းဆုံးရှုံးသွားတယ်အင်အားလည်းတော်တော်လေးချိနေသွားတယ်ပေါ့နော်အခုလိုမျိုးငလျင်ဘေးလိုမျိုးကြုံလာတဲ့အချိန်မှာ तू က နိုင်ငံတကာအကူအညီလာပါလာပါလို့ခေါ်နေတဲ့ဟာကသူကိုယ်တိုင်ကရောအင်အားချိနေနေတဲ့လက္ခဏာကိုပြနေတာလားဘယ်လိုထင်လဲဟုတ်ကဲ့ဒီအခုဒီငလင်ရပေါ့နော်ငလင်ကဒီမြို့နေပြည်သူတွေမြို့ပြမြို့ပြမှာနေတဲ့ပြည်သူတွေပျက်စီးတယ်လို့သူ့ရဲ့စီရင်ပြတ်မှတ်တွေလည်းပျက်စီးခဲ့တာရှိတယ်နေပြည်တော်မှာဆိုရင်ကိုပဲကျွန်တော်တို့ဒီဂရဲတထောင်ဆေးရုံမှာ ဒီနေ့မနေ့အထိဆိုရင်ကိုပဲဒီကော်ဒီတာတွေမှာလူနာတွေထားရတဲ့အနေထားကိုပဲရှိတယ်ဒါကအယက်သားပြည်သူတွေမဟုတ်ဘူးသူစစ်ရုံးတွေကစစ်သားတွေအဲ့တော့သူတို့ကိုယ်တိုင်သူစစ်တပ်ပါချိနဲ့သွားလို့မလို့ဒါသူစစ်တပ်ကိုပြင်ဆင်ခြင်းရအောင်လို့အဲသူတိုက်စစ်ကိုလည်းမရချင်လို့နိုင်ငံတကာကသူအကူအညီတောင်းရတဲ့အနေထားမျိုးဖြစ်ပါတယ်ဒီငလင်ကြောင့်သူတို့ရဲ့ကျွန်တော်တို့ပေါ့နော်ဒီအားထားနေရတဲ့ကာဝေးပစ္စည်းစက်ယုံတွေပါကျွန်တော်တို့စက်ယုံတစ်ယုံနဲ့တည်းမဟုတ်ပါဘူးကပ္ပစ25ခုရှိပါတယ် အဲ့ကမ္ဘာစက်ယုံတွေရဲ့ဆက်လက်နဲ့ပစ္စည်းထုတ်လုပ်မှု production ကတရားရာခိုင်နှုန်းလုံးဝရပ်ဆိုင်းသွားပြီဖြစ်ပါအဲ့တော့ဒီငလင်ကသူတို့စစ်တပ်ကိုလည်းထိတယ်ထိတဲ့အတွက်သူတို့ကသူတို့စစ်တပ်ကိုသူတို့ချိနဲ့သွားတဲ့ဟာကိုပြင်ဆင်ဖို့အချိန်ရအောင်လို့ဒီနိုင်ငံတကာကုညီရေးအဖွဲ့တွေကိုတောင်းဆိုလာလို့ဖြစ်ပါတယ်ဒါစစ်တပ်ကသူ့ကိုယ်တိုင်ကိုပဲသူပြန်တိဆောက်ရတော့မှာပြည်သူတွေကိုစေနာရှိလို့မဟုတ်ဘူးပြည်သူတွေကိုနိုင်ငံတကာကကုညီနေတော့မှာသူ့စစ်တပ်ကိုသူပြန်ပြင်တော့မှာသူပြန်ပြင်မရမှာမပြင်လို့မရဘူးဒီ ကောက်စားဆက်ယုံနေပျက်စီးသွားတယ်ဆိုတာကလည်းကျွန်တော်တို့ဒီအချိန်အတိုင်းအတိုင်းအတာတော်တော်လေးယူရမှာပေါ့နော်အဲ့တော့ပြည်သူတွေကိုနိုင်ငံတကာကသူကသူစစ်တပ်ကိုသူ့ဘာသာသူယူမယ်ပြီးရင်စော်လျာနိုင်ငံတကာကရလာတဲ့အထောက်ပံ့ဒါပြည်သူတွေစီကိုနည်းနည်းပဲသွားမှာသိကြတယ်စစ်တပ်လက်ထက်ရောက်သွားရင်တော့ပြည်သူစီကိုနည်းနည်းပဲရောက်မှာစစ်တပ်ထဲမှာကျွန်တော်တို့စကပုံရှိတယ်စစ်နှကောင်လုံးတက်ပြီးတော့တိုင်ရင်ဝေလဲလက်သန်းလုံးတော့နှလုံးပဲရတယ်ဒါသူသူတို့ရဲ့ policy ကအဲ့တိုင်းပဲကျန်တာကသူတို့အတွက်ပဲဘလို့ပဲလုပ်လို့ ဒီစင်တကောင်လုံးဝင်တောင်မှပဲလက်တန်းထုံးလောက်ရှိတဲ့နှစ်တုံးစကေးနဲ့ပဲဒါဖုံးပေးရတာဒါသူ့စစ်သားတွေနော်ပြည်သူဆိုရင်တော့ခံပြပဲလို့တာပေါ့နော်ဒါကျွန်တော်တို့လည်းဒါအမှန်အရင်တော့ပြောမယ်ဆိုရင်ရခိုင်စစ်မျက်နှာပြည်မှာဆိုရင်ဒီ UNICEF ကထောက်ပံ့တာတွေကိုကျွန်တော်တို့ဒီရိတ်ခါဖြစ်နေစားသုံးခဲ့ရတာတွေရှိတယ်အဲ့တော့စစ်တပ်ကတော့ UNICEF ကထောက်ပံ့စရာအကြောင်းမရှိဘူးလေဟုတ်တယ်မလားဒါသူတို့ဟာကိုခေါင်းစဉ်ပြောင်းပြီးတော့ဒါကျွန်တော်တို့ပြန်ကျွေးတဲ့အနေအထားမျိုးပေါ့အဲ့တော့သူ့စစ်တပ်ကိုသူအချိန်ယူပြီးတော့ပြင်ဆင်ရမှာဖြစ်တဲ့အတွက် ဒါနိုင်ငံတကာအကူအညီတောင်းခြင်းပဲဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့အခုစစ်တပ်ရဲ့ဒီဒီငလင်ကစစ်တပ်ကိုဘယ်လောက်ထိထိခိုက်သွားလဲဆိုတော့စစ်တွေကွန်ရက်စနစ်တွေပေါ့နော်စစ်တွေကွန်ရက်စနစ်တွေပါပြက်တယ်ကျွန်တော်တို့ဒီများညဝီလိုမြမအတန်တို့တောင်းပါပဲသူတို့ရဲ့ဝါရဖြန် channel တွေထိခိုက်သွားတယ်ညတော့မှတောင်းပါပဲကျွန်တော်တို့ဖွင့်တာမတွေ့ရတော့ဘူးပေါ့နော်ပြီးရင်သူတို့ရဲ့ fiber FOC ပေါ့နော် FOC line တွေလည်းပြတ်တောက်သွားတယ်ပြတ်တောက်တော့သူတို့ဒီ internet ကတော့ဒါကျွန်တော်တို့ starlink တွေပါလေသူတို့စီမှာ ်အရင်တည်းစောင့်ထားတဲ့ဟာတွေရှိတယ်ပေါ့နော်ဒါတွေနဲ့သုံးတယ်ဒါပေမဲ့သူတို့မူလဘူတာပေါ့နော်ဆက်သွယ်ရေးဇက်တွေနေပြီးတော့စရုံးကအရင်ကဆက်သွယ်ရေးဇက်တိတ်မသုံးဆက်သွယ်ရေးဇက်ကအင်တာပေါက်တယ်ဆိုလို့ပေါ့နော်အဲဒီဆက်သွယ်ရေးဇက်တွေနဲ့ဒီကျိုးမဲ့ဂျင်းနန်းဇက်တွေနဲ့ပြန်ပြီးတော့သုံးလာရတာကိုတွေ့တယ်အဲ့တော့သူတို့စစ်တပ်ကိုပဲတော်တော်လေးကိုပျက်စီးသွားတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရပါတယ်ဒါကြောင့်သူစစ်တပ်ကိုအချိန်ယူပြီးပြင်ရမှာဖြစ်တဲ့အတွက်ဒါ extension ဆွဲလိုက်တဲ့သဘောမျိုးပေါ့နော်သူပြင်ပြင်ချိန်ရအောင်ပြီးရင်သူကတစ်ဖက်မှာလည်းစောလေးကပြောသလို ဒီဘက်မှာသာငလင်လှုပ်နေတာဟိုဘက်မှာစက်တက်လေဒီနဲ့ဘုံကျဲတော့ drone နဲ့တိုက်ခိုက်နေတော့မှဖြစ်တယ်အဲ့ဒါလည်း sorry ဆံမာကြီးပြောသလိုပေါ့နော်စစ်ကောင်စီကကျွန်တော်တို့ဒီငကူတိုင်းရလားလက်နဲ့ကင်နေရဲ့ဌာနချုပ်စခန်းနေသူတို့လည်းပြစ်မှတ်မှတ်ပုံတင်ထားပြီလားပြစ်မှတ်မှတ်ပုံတင်ထားပြီဒါပေမဲ့ဒီစခန်းဌာနချုပ်တွေကိုတိုက်ခိုက်တာမဟုတ်ဖဲနဲ့ကျွန်တော်တို့ဒီ public area တွေပေါ့နော်ပြည်သူပိုင်းနေရာတွေကိုပဲပြည်သူကိုပဲကြောက်လန့်တကြားနဲ့ဒုက္ခရောက်အောင်ဒါလုပ်တဲ့အနေအထားဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကတစ်ချက်ဂရုစိုက်ရမှာရှိတယ်ဘာလဲဆိုတော့ ကျွန်တော်တို့နာခဲ့တော့ကလည်းပြည်သူတွေရဲ့အပူမီးဖြစ်နေတော့မှ2008ခြေဦးကိုလှုပ်လိုက်တယ်ပြီးရင်ကျွန်တော်တို့ကိုဗစ်တော့ကလည်းပြည်သူတွေစိတ်ညစ်နေတဲ့အချိန်မှာဒုက္ခရောက်နေတဲ့အချိန်မှာအာဏာထသိမ်းတယ်အခုတဘာဝငလင်တဘဒီဒီတဘာဝငလင်တစ်ခုရတာပြီပေါ့နော်အဲ့တော့ပြီးရင်သူကရွေးကောက်ပွဲလုပ်မယ်လဲကြေညာထားသေးတယ်အဲ့တော့သူကဒီတဘာဝကပ်ဘေးကနေပြီးတော့အမြတ်ထုတ်ဖို့စေရေးပဲအရာပဲဖြစ်ဖြစ်နိုင်ငံရေးအရာပဲဖြစ်ဖြစ်အမြတ်ထုတ်ဖို့အတင်ချောင်းနေတဲ့ ဒီစစ်အုပ်စုစစ်ဘုံချုပ်အုပ်စုဆိုတော့ကျွန်တော်တို့သတိကြီးကြီးထားဖို့တော့လိုပါတယ်ဘက်ပေါင်းစုံကနေပါခင်ဗျအဲ့တော့ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကတော့ဒါကျွန်တော်တို့ကိုယ့်ပြည်သူတွေကိုညီမျိုးစုံနဲ့တော့ကူညီဖို့ကြိုးစားရမယ်ဒါပေမဲ့ဒီငလင်ဒီကျွန်တော်တို့တော်လိုင်းရဲ့အတွက်ပေးထားချက်တစ်ခုဖြစ်လာတယ်လို့မြင်တယ်အဲသူတို့ကျွန်တော်တို့အဓိကဆက်သွယ်တဲ့သူတို့ဆက်သွယ်တဲ့ဒီအများပြည်သူလည်းတုံးတာပေါ့နော်ဆက်သွယ်ရေးလမ်းမတွေကတချို့ပျက်စီးသွားတာတွေရှိတယ်အပြန်ပြန်ရမယ်အနေထားတွေရှိတယ်အဲ့တော့သူတို့ရဲ့စစ်ကူရိတ်ခါခဲယံပို့ဆောင်မဲ့အနေထား ကတ်တမှုတွေရှိလာတာတွေ့ရတယ်။ပြီးရင်ကျွန်တော်တို့အဓိကစိုးမိုးထားတဲ့လေချောင်းလေချောင်းမှာကျွန်တော်တို့လေရင်ခွင်းနေမှာဂျာဂိုင်လုံးတော်တော်များများပေါ့နော်။အဲပြေးလန်းတွေကပျက်စီးတာရှိတယ်။ပြီးရင်အသုံးပြုရန်အသင့်အသုံးပြုရန်မသင့်တဲ့ပေါ့နော်။မသင့်တဲ့အနေအထားမျိုးတွေရောက်နေတာရှိတယ်။အဲ့တော့သူတို့လေချောင်းမှာခါတိုင်းနဲ့ဆိုင်ရင်ကျွန်တော်တို့ကန့်တချက်တွေရှိလာပြီပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရဲ့အင်အားစုတွေကလွတ်မြောက်နေမြေနဲ့ထိဆက်နေတဲ့အနည်းဆုံးစခန်းအနည်းဆုံးတိုင်ရင်ဌာနချုပ်တွေ ဒါကျွန်တော်တို့သူတို့လေချောင်းစိုးမမှုနည်းသွားပြီဖြစ်တဲ့အတွက်ဒါကျွန်တော်တို့တွေဖြည်းဖြည်းချင်းဟန်ချက်ညီပြီးတော့တိုက်စစ်ကိုရဲတစားတစ်ခုတည်းကမဟုတ်ဘဲနဲ့ပေါ့နော်နေရာစုံကနေဟန်ချက်ညီညီဒါဖွင့်ပြီးတော့တိုက်လို့ရမယ်အချိန်ကောင်းဘလို့ပဲဒါကျွန်တော်ကတော့ပြောရအောင်မယ်ဒီအချိန်ကတိုက်လို့အလွယ်ဆုံးပေါ့နော်အလွယ်ဆုံးသူတို့အမှန်တမ်းပြောရမယ်ဆိုရင်ဒါသူတို့စစ်ကူဖြစ်ဖို့ဟာလဲနောက်ပိုင်းရဲဘော်တွေရှိတယ်ဒီနေပြည်တော်မှာထိခိုက်တဲ့ဟာတွေကိုပဲသူတို့စစ်တပ်ကလူတွေယာကနန်းမကပါဘူးကျွန်တော်ဒီ ကလင်းတစ်ထောင်တောင်ကျော်ကော်ဒီတာကိုရောက်နေပြီဆိုတော့ပျက်စီးမှုတော်တော်များပါတယ်အဲအဲ့ဒီအတွက်သူတို့စစ်ကူပို့ဖို့လည်းလူအင်အားကလည်းကျွန်တော်တို့ဒီဆင်းလာမဲ့လူစစ်တွေကိုပဲအလင်းစလိုပို့လို့ရတယ်အဲ့တော့ကျွန်တော်တို့ကအားထက်ပြီးတိုက်ရမယ်ဒီတဘာဝဖန်တီးမှုတစ်ခုပေးလာတယ်ပေါ့နော်ပြည်သူတွေတော့ပျက်စီးတယ်ဒါပေမဲ့ကျွန်တော်တို့ကအစိုးရရအကောင်ကိုရအောင်ယူပြီးတော့တိုက်ရမယ်အချိန်ပေါ့နော်ဟန်ချက်ညင်ညီနဲ့ဒစူဒစီတဲ့ဝေးဝေးလန်လန်တိုက်ဆရာမလိုပါဘူးကျွန်တော်ဒီလူမြောက်နယ်မြေနဲ့ဖြိဆက်နေတဲ့နေရာတွေကိုယ်ကွယ်ထဲမှာရှိနေတဲ့ တက်စကန်ဌာနချုပ်တွေကိုတဖြည်းဖြည်းချင်းကျွန်တော်တို့တစားချင်းတစားချင်းတိုးပြီးတော့တိတ်ရမယ်အနေထားမျိုးလို့မြင်မိပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါဗျာဒီညတော့ဒီဗီဒီယိုတစ်ခုထည့်ပေးကြည့်မှာဖြစ်ပါတယ်အမေရိကန်ကထုတ်ပတ်မယ်ဆိုရင်တော့ဘီလီယံနဲ့ထုတ်ပတ်မယ်ဆိုတော့ကိုယုံကြည်ပြီးသားဘယ်နှဘီလီယံလဲဆိုတာကတော့ကျွန်တော်မသိဘူးပေါ့နော်ခမန်းကြည့်တာအဲ့ဒီဒေါ်လာဘီလီယံကျော်ကိုဒီစစ်ခွဲဆိုရကိုပေးမှာမဟုတ်ဘူးကျွန်တော်အမြင်ပေါ့ကူငီတဲ့ဖိတ်ဆန်ကိုသူတို့ကူငီချင်တဲ့ပီတူတွေစီမှာပဲရောက်ချင်တယ်ပီတူလူထုတပ်ဖို့ဆိုရင်တော့ ဖိတ်ဆန်ကြိတ်တလို့တုံးပြီးမှပြည်သူလူထုဒုက္ခရောက်တဲ့ချိန်မှာတပြားတောင်မတုံးချင်တဲ့ခွေးကောင်နိုင်ငံတကာကိုအကူအညီတောင်းပြီးမှရတဲ့ဖိတ်ဆန်ကိုသူတို့ယူပြီးမှပြည်သူလူထုတပ်ဖွဲ့အတွက်တုံးအောင်မှဖြစ်ပါတယ်ဒါကတော့တေးချပါတယ်ဘာပဲဖြစ်ဖြစ်ဒီစစ်ခွေးတွေတော်တော်ထိနိုင်ပြီဆိုတာကို CDM ဘူကြီးရှင်ယောဂပြောသွားတာကိုသိကြမှာပါပါကာဆ25တောင်မှမလီပတ်တော့ဘူးဆိုရင်တော့ဒီစစ်ခွေးတွေကအမြန်ဆုံးကြတော့မှာ နိုင်ငံတကာကကူညီတဲ့ဖိတ်ဆန်တွေကိုသူတို့အတုံးမချခင်မှာကျွန်တော်တို့လှန်ရေးရေးပေါ်တွေကအမြန်ဆုံးတိတ်ဖို့လိုပါတယ်လို့လည်းကျွန်တော်ကတုံ့တက်ပါတယ်မြင်ပါတယ်ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time